သင်ရောတနခါပင်ရဲ့ဆေးအစွမ်းကိုတီးပြီးပြီလားတနခါလို့ပြောလိုက်တာနဲ့ကလေးရောလူကြီးမကျန်အားလုံးတီးကြမှာပါအညာဒေတာမှာပူပြီးတနခါကိုမနဲ့မိုးလင်းတာနဲ့မျက်နှာမှာလိမ့်ချကြပါတယ်ရွေးရသည်လိုပူပြင်းတဲ့အခါမျိုးမှာလည်းတနခါကိုရည်ရည်ကြဲကြဲလေးနေပြီးချင်းကမျက်နှာကိုအင်းများစေပါတယ်ဒါပေမဲ့တနခါရဲ့ဆေးအစွမ်းကိုရောတီးပြီးကြပြီလား တနခါရဲ့စီအစံကဘာတွေလဲဆိုရင်တနခါကအယွက်ကနေစလို့အမြင့်တီအသုံးတဲ့တဲ့ဆေးဘဝင်စေတဲ့အပိတမျိုးဖြစ်တယ်လို့တနခါအယွက်နဲ့အပွေးကကိစားယောဂကိုလည်းကာကွယ်ပေးနိုင်ပါတယ်တနခါအယွက်ကိုဝယ်ယူပြန်ယောဂမျက်ဖြာယောဂအနာကြီးယောဂတွေအတွက်ဆေးပေါ်ဆက်ရမှာလဲအသုံးပြကြပါတယ်နောက်ပြီးတနခါအမြင့်ကဘာအတွက်ကောင်းစေလဲဆိုရင် အောင်အောင်ချင်းကိုတက်တာစီချင်းလေတိုးလေအောင်ဖြစ်ချင်းကိုတက်တာစီချင်းအပြင်ဝမ်ကန်ချင်းကိုပါတက်တာစီပါတယ်ဒါအပြင်ကိုလက်အစိမ့်ငယ်ကိုက်ခဲနေရင်တနခါကိုလင်းပြီးချင်းကကိုလက်အစိမ့်ငယ်ကိုက်ခဲချင်းဝေဒနာကိုတက်တာစီနိုင်တဲ့အပြင်တနခါကအရေးပြမိုးပေါ်ဝင်ချင်းကိုလည်းတက်တာစီပါတယ်နောက်ပြီးတနခါက ဘက်တီးရီးယားပိုးမွှားတွေကိုတက်ဖြတ်ပေးနိုင်တဲ့အာနိသင်ရှိတာကြောင့်ကိုခန္ဓာမှာအပူဖုတွေမိခုတွေထွက်တဲ့အခါတနခါကိုလေ့ပြခြင်းကသက်သာစေနိုင်ပါတယ်။တနခါကိုအရေးပြမှာလေ့ပြခြင်းက ခဲလုံရောင်ကြီးတန်းကိုကောက်ွယ်ပေးနိုင်ခြင်းမျက်နာမှာတနခါကိုခက်ကျက်ကျဲလေးနေပြီးခြင်းကဒီလောင်တန်းကိုကောက်ွယ်ပေးနိုင်ခြင်းအသားရေကိုအေးမြစေခြင်းအဆိုဓာတ်ကိုထိမ့်ညှိပေးနိုင်ခြင်းမျက်နာအသားရေကိုနှုတ်ပြူစေခြင်းရောင်ရမ်းမှုကိုတတားစေခြင်းဝါချံထွက်ခြင်းကိုကောက်ွယ်ပေးခြင်းအမယကိုတတားစေခြင်းပင်ပန်းနွမ်းနေမှုကိုတတားစေခြင်းစိတ်ကိုကြည်လင်စေခြင်းအပြင် အရေးပြရရရင်ချင်းကိုတက်တာစီချင်းထိခိုက်ရှာနာတရားတွေမှာတနခါကိုလင်းပေးခြင်းကအနာကိုတက်တာစီနိုင်ခြင်းအပြင်အသားဖြူခြင်းတို့ရဲ့အတွက်တနခါလင်းပေးခြင်းကအသားကိုဖြူစေနိုင်ပါတယ်။ဒါကြောင့်ခုနောက်ပိုင်းမှာတနခါကိုအလာဘဒီမာယောစေပန်ဆက်တဲ့နေရာတွေမှာအသုံးပြုရလာပြီး တနခါကိုပုံစံအမျိုးမျိုးထုတ်လို့ရုံချလာကြပါတယ်။မြန်မာတနခါစစ်စစ်ကိုမြန်မာပြည်တွင်းသားမက နိုင်ငံရဲ့ချားတွေအထိပါ လူတိများလာတဲ့စိတ်ပဲ့ဝင်စီတဲ့တနခါဆိုလဲမမပါဘူး။တဘာဝကပေးတဲ့စိတ်ပဲ့ဝင်စီတဲ့တနခါကိုလိမ့်ပြီးချင်းကတင့်အသားရေကိုကောင်းဝင်စီပြီးလပါစီနိုင်တာကြောင့်တနခါကို စိတ်ချလက်ချအင်းချပြနိုင်ပါတယ်။